တဘောဝတရားကြီးကိုပါဂျင်းထဲခဲ့ကြသူများနံပါတ်1အနေနဲ့ကတော့ရေတကွန်အတူကြီးပါဒီရေတကွန်ကြီးကတော့တကဘာလုံးကိုဂျင်းထဲနိုင်ခဲ့တဲ့ရေတကွန်ကြီးပဲဖြစ်ပါတယ်တရုတ်ပြည်မှာရှိတဲ့ရှန်တိုင်းဆိုတဲ့ရေတကွန်ဟာဆိုရင်အာရှမှာအမြင့်ဆုံးရေတကွန်ဖြစ်ပြီးတော့ခီးသွားတွေကိုလည်းတော်တော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်အဲဒါပေမဲ့လူတွေမသိကြသေးတာတခုကတော့ဒီရေတကွန်ကြီးကအတူကြီးဆိုတာပဲဖြစ်ပါတယ်ခီးသွားတူကရီလာယာလမ်းကြောင်းကိုတီးကျင်လို့ဆိုပြီးတော့အပေါ်ကိုတက်ပြီးဆက်စုရာကနေရေတကွန်ကဂျင်းဖြစ်နေမှန်းသိလိုက်ရတာ တကယ်တော့ဘာရေတကွန်မှမဟုတ်ဘဲနဲ့ပိုက်ကောင်းတဲ့ကနေရေတွေလွတ်နေခဲ့တာဖြစ်ပါတယ် What ဒီပုံကဆိုရှယ်မီဒီယာမှာတော်တော်လေးပြန့်နှံ့သွားခဲ့ပြီးတော့တစ်ကမ္ဘာလုံးကဝိုင်းဆဲတာကိုပါခံလိုက်ရပါတယ်အာရှတိုက်ရဲ့အမြင့်ဆုံးမှဆိုတဲ့ရေတကွန်ကြီးကပိုက်ကောင်းတဲ့ကလာတာဖြစ်နေလို့ပါနံပါတ်2နေနေကတော့တရိဆိုင်ရုံအတူပါတရိတ်ဆိုင်ုံဆိုတာမျိုးကအ ਨੇ ဆုံးကြားလောက်တော့ရှိမှတင့်တယ်တာဖြစ်ပါတယ်။တရုတ်နိုင်ငံကကွင်ဟူဘေးလို့ခေါ်တဲ့တရိတ်ဆိုင်ုံလေးကလည်းသူများတွေလိုတင့်တယ်အောင်ဆိုပြီးတော့ကြားတကောင်ကိုခုံပေးလိုက်ပါတယ်။ ဒါပေမဲ့မွေးလိုက်တဲ့ကြာဦးကြောင်ကြားဖြစ်နေခဲ့ပြီးတော့လာသမျှလူတိုင်းကိုအမြီလေးနှံပြနေခဲ့တာပါတကယ်တော့ဘာကြားမှလည်းမဟုတ်ပဲနဲ့ချောင်းချောင်းဆိုတဲ့ခွေးမျိုးစားတစ်မျိုးကိုဆေးတုပ်ပေးထားတာဖြစ်ပါတယ်ပေါ့အဒီမတိုင်ငယ်တုန်းကလည်းဒါမျိုးလာတူဖြစ်ခဲ့ပြီးတော့အဖြူမဲချောင်းချောင်းလေးတွေကိုပန်းနာဆိုပြီးဂျင်းထည့်ခဲ့သေးပါတယ်ခွေးကိုတရိတ်ဆန်အောင်နဲ့ထည့်ပြလေဆိုတာပေါ့ဖော်ကြီးတို့တနိုင်ငံပဲရှိပါတယ်နံပါတ်3နေနေကတော့ငမန်းအတုပါလူတွေကိုအင်ထုပီဟေးဆိုရင်ပြေးကြည့်စရာမလိုပဲနဲ့ပေါ့ဖော်ကြီးတို့ပဲဖြစ်ပါတယ် ဒီကနေ့2024ခုနှစ်တွင်းကမှတရုတ်နိုင်ငံမှာဖွင့်လှစ်သွားခဲ့တဲ့ရှောင်းမဲရှာဆိုတဲ့ပြတဲ့ကြီးကလူတွေကြားထဲမှာတော်တော်လေးရေပန်းစားသွားခဲ့ပါတယ်။ဖွင့်မှန်ခြင်းမှာတင်လူပေါင်းတသိန်းကျော်လာရောက်လည်ပတ်ခဲ့ပြီးတော့ရေတက်တော်ဝါတွေလည်းတော်တော်လေးစုံနေလို့ဆိုပါတယ်။ဒီထဲမှာအကြီးဆုံးဖြစ်တဲ့ဝေလငမန်းကြီးကတော့လူကြိုက်အများဆုံးပဲလို့ပြောလို့ရပါတယ်။အဲဒါပေမဲ့ဒီငမန်းကြီးကတေချာအနီးကပ်ကြီးလိုက်တော့မှပဲတကယ်ငမန်းမဟုတ်ပဲနဲ့စိတ်ယုတ်ကြီးတရုတ်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဆေးရုပ်ကြီးကအလျား16ပေတိရှိပြီးတော့အဝေးကလှမ်းကြည့်လိုက်ရင်တကယ်ငမန်းအစ်စ်လိုပဲထင်ရပါတယ် အကြောင်းတချို့တွေဆိုရင်အခုထိကိုမသိကြသေးပဲနဲ့ဓာတ်ပုံတွေဝိုင်းရိုက်နေကြသေးဖြစ်တယ်လို့သိရပါတယ်။နံပါတ်၄နေနေကတော့လူလုံးကြောက်ပါ။တရုတ်နိုင်ငံမှာရှိတဲ့ဝူတန်ဆိုတဲ့တောင်ကြီးဟာဆိုရင်တော့တရုတ်တိုင်းကားတွေမှာခဏခဏပါလို့နာမည်ကြီးပါတယ်။ပေ၃လောင်ကျော်အမြင့်ရှိပြီးတော့တရုတ်ပြည်ရဲ့အမြင့်ဆုံးတောင်တွေကတခုလို့လည်းပြောလို့ရပါတယ်။တောင်ထိပ်ပေါ်ကတရုတ်စာတမ်းတွေရေးထိုးထားတဲ့ကြောက်တုံးကြီးကတော့ခီးသွွားတွေရဲ့အကြိုက်ဆုံးနေရာလေးပါ။လူတွေကတောင်ထိပ်ပေါ်ရောက်ပြီဆိုတာနဲ့အမှတ်တရဖြစ်အောင်ဆိုပြီးတော့ကြောက်တုံးကြီးနဲ့တွဲပြီးတော့ဓပုံရိုက်လေးရှိပါတယ် ဒါပေမဲ့လူတွေမသိတာကတော့ဒီကြောက်တုံးကြီးကလည်းအတူကြီးဆိုတာပဲဖြစ်ပါဟမ်ဒီကြောက်တုံးကြီးကိုပြပြမုံမှန်နေတဲ့အချိန်မှာပဲခီးသွွားတယောက်ကတွေ့မြင်သွားခဲ့ပြီးတော့ဘူးပေါ်တယ်လို့ပေါ်သွားခဲ့တာပါကြောက်တုံးကြီးကသူမလိုပဲဟန်ဆောင်ကောင်းနေကြတာဖြစ်ပြီးတော့အထက်မှာဟောင်းလောင်းပေါက်ကြီးဖြစ်နေခဲ့ပါတယ်တကယ်တော့ပေါက်ဖော်ကြီးတို့ကခီးသွွားတွေပြင်းနေမှာဆိုလို့ဒါမျိုးသမင်းဆောက်ပေးထားတာပါတောင်ထက်ရောက်ရင်ဘာမှမလုပ်ဘဲနဲ့ပြန်ဆင်းသွားမယ်အစားအမှတ်တရပုံလေးပါလေးရိုက်လို့ရအောင်ဆိုပြီးတော့ဒါမျိုးဖန်တီးပေးထားတာဖြစ်ပါတယ် အပေါ့ပေါ့အီရိုရဲ့စေတနာကိုနားမလည်ကြတဲ့သူတွေကတော့ပေါ့ပေါ့အီရိုချင်းထဲနေရလို့ပဲပြောကြမှာနံပါတ်5အနေနဲ့ကတော့မိုးတူပါနိုင်ငံအများစုမှာမိုးတူရွာတဲ့နီလန်းကတော်တော်လေးခေစားနေပြီဖြစ်ပါတယ်အထူးသဖြင့်6တွေ့တဲ့နိုင်ငံအများစုမှာပါဒီနီလန်းကို cloud seeding လို့လည်းခေါ်ပါတယ်ကောင်းကင်ဘွားတိမ်တိုက်တွေကိုဓာတုပျက်စီးပြီးနဲ့ဓာတ်ပြူပြီးတော့မိုးအဖြစ်ရွာသွန်းစေတာဒီနည်းပညာကတော်တော်လေးခူးဖြစ်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အန္တရာယ်ရှိတယ်လို့ပြောလို့ရပါတယ် တိတ်မကြအခင်တော့ကပဲကလောက်စီတင်လုံးနေ error ဖြစ်သွားလို့ဆိုပြီးတော့ဒူဘိုင်းမှာတပတ်လောက်ရေကြီးသွားလိုက်သေးပါတယ်။ဒီထက်ပိုဆိုးလာရင်မိုးပြိုမှုတွေတောင်ဖြစ်သွားနိုင်လို့တက်ရောက်ငါတောင်းမလို့တဲ့နည်းပညာလေးပဲဖြစ်ပါတယ်။အဆုံးလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။